င်္ဂလာပါခင်ဗျရှင်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ထိခိုက်သေးဆုံးတဲ့သူအရေအတွက်တွေဟာတဖြည်းဖြည်းမြင့်တက်လာပြီးအဲဒီထဲမှာမန္တလေး Sky Villa Condo ပြိုကျမှုအတွင်းဒုက္ခဒိုင်းမွန်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာရွှေနဲ့မိသားစုဝင်တွေလည်းတိတ်ဆုံးသွားပြီလို့ဒုက္ခဒိုင်းမွန်စိန်တိုက်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်စကိုင်းတိုင်းမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ စကိုင်းမျိုးတစ်မျိုးလုံး80ရာခိုင်နှုန်းလောက်အထိပြိုကျပျက်စီးသွားပြီးသေဆုံးသူစီးရင်ဟာယာနဲ့ချီရှိနိုင်တဲ့အပြင်လက်တလုံးအတိပြုလို့ရတဲ့အရေးအတွက်တင်သေဆုံးသူဟာအယောက်90နီးပါးရှိနေပြီဖြစ်လို့လက်ရှိမှာကေဇယ်ရေးလုံမဲ့သူလည်းမရှိပဲမိသက်ဌာနတစ်ခုလုံးလည်းပြိုကျပျက်စီးနေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ ထိခိုက်သေးဆုံးသူရေတွက်တွေဟာတဖြည်းဖြည်းမြင့်တက်လာပြီးအဲ့ဒီထဲမှာမန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်းဒုက္ခဒိုင်မွန်စင်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာရွှေနဲ့မိသားစုဝင်တွေလည်းသေဆုံးသွားပြီလို့ဒုက္ခဒိုင်မွန်စင်တိုက်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်မတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံမှာကြီးမားတဲ့ငလျင်လောက်ကပ်သွားမှုအတွင်းမန္တလေးမြို့မှာတိုက်တာအဆောက်အအုံပေါင်းများစွာဟာပြိုကျပျက်စီးခဲ့ကြတဲ့အထက်အောင်မြေတာဇန်မြို့နယ်က၁၇ထပ်အမြင့်ရှိတဲ့ Sky Villa Condo ပါပြိုကျသွားပြီး မြေကြီးနဲ့ကြုံဝင်သွားတယ်လို့သိရပါတယ်အဲ့ဒီမှာ၁၇ထက်ရှိတဲ့ Sky Villa Condo ဟာမြေကြီးပေါ်မှာခொဏထက်သာကျန်ခဲ့ပြီးကျန်တဲ့လေတကတော့မြေကြီးနဲ့ကြုံဝင်သွားတယ်လို့အဲ့ဒီမှာလူတွေအမြောက်အများထိခိုက်သေးဆုံးမှုတွေရှိတဲ့အထက်မြင်းကြီးတက်မှာစိန်ဆိုင်ဖွင့်ထားတဲ့ဒုက္ခဒိုင်းမွန်စိန်ဆိုင်မှာပါသွားပြီးတော့စိန်တိုင်းပိုင်ရှင်ဖြစ်တဲ့ဒေါ်မိုးတီတာရွှေနဲ့ကလင်းငယ်တွေပါဝင်မိသားစုဝင်တွေလည်းသေဆုံးသွားခဲ့ရပြီလို့ဒုက္ခဒိုင်းမွန်စိန်တိုင်းကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမန္တလေးမြို့မှာတဲ့ငလင်ဒန်ကြောင့် နောက်ဆက်တွဲအနေနဲ့တေဆုံးသူအရေးအတွက်တွေဟာအယောက်650နီးပါးတိရှိလာပြီးဒဏ်ရာရတဲ့သူအရေးအတွက်ဟာလည်း1900နီးပါးရှိနေသလိုပျောက်ဆုံးနေတဲ့သူတွေလည်းအများအများရှိနေတဲ့အတွက်တေဆုံးသူအရေးအတွက်ဟာဆက်လက်မြင့်တက်လာနိုင်တယ်ဆိုပြီးတော့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါသေးတယ်ခင်ဗျာတဆက်ထဲမှာပဲမန္တလေးမြို့မှာကြီးမားတဲ့ငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဥလသိန်သာသနာဘိမှန်အတွင်းစာမွေးပွဲဖြေနေကြတဲ့တန်ကားတော့အပါ80ကျော်လဲပြိုကျတဲ့အထက်မှာပိတ်မိရင်းနဲ့ပြန်လုံတော်မူသွားပြီလို့ ကျောင်းတိုင်နေတန်ငါဒေါ်လေးကပြောပါလေမတ်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲမြန်မာနိုင်ငံမှာကြီးမားတဲ့ငလင်လှုပ်ခတ်တဲ့အချိန်မန္တလေးမြို့ကဥလားသိန်းသာသနာ့ဘိတ်မှအဆောက်အဦပါပြိုကျသွားတယ်ဆိုပါလေအဲ့ဒီအချိန်ဆောက်အဦတွင်တန်ငါတော်အပါ600ကျော်ကသာသနာ့ဆာမွေးဘွဲကိုဖြစ်ဆိုနေရင်းနဲ့ထွက်ပြေးခဲ့ကြပြီမဲ့ထွက်ပြေးလို့မလွတ်ဖဲဗိမှန်ပြိုကျတဲ့အထက်ပိတ်မိနေရင်းနဲ့တန်ငါတော်အပါ80ကျော်ဟာပြန်လုံတော်မူသွားခဲ့ပြီဖြစ်တယ်လို့ကျောင်းတိုင်နေတန်ငါဒေါ်တီကပြောထားကြသလိုလက်ရှိမှာလည်း နောက်ထပ်ပိတ်မိနေတဲ့တန်ဃာတော်တွေကိုပါရှာဖွေကယ်ဆယ်ရည်တွေဆက်လက်လှုပ်ဆောင်နေတယ်လို့မန္တလေးတိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့ကော်မတီရဲ့တာဝန်ရှိသူတို့ကလည်းပြောထားပါသေးတယ်ခင်ဗျာတပကစကိုင်းတိုင်းမှာလည်းပြင်းထန်တဲ့ငလျင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့စကိုင်းမြို့တစ်မြို့လုံး80ရာခိုင်နှုန်းလောက်အထိပြိုကျပျက်စီးသွားပြီးတည်ဆုံးသူစီးရင်ဟာရာနဲ့ချီရှိနေတဲ့အပြင်လက်တလောအတီးပြုတ်လို့ရတဲ့အရေးအတွက်တင်တည်ဆုံးတဲ့သူဟာအယောက်90နီးပါးရှိနေပြီဖြစ်တယ်လို့ လက်ရှိမှာကယ်ဆယ်ရေးလုပ်မဲ့သူလည်းမရှိပဲမိသားဌာနတစ်ခုလုံးလဲပြိုကျပျက်စီးနေတယ်လို့စကိုင်းမြို့နေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိတိရှိထားချက်အရတည်းမြက်ကိုပိုင်စာတင်ကျောင်းမှာကလေးတွေစာတင်နေတော့ငလင်လှုပ်ပြီးကျောင်းကပြိုကျသွားတာဖြစ်တဲ့အတွက်ကလေးငယ်တွေအမြောက်များသိဆုံးကုန်တယ်လို့လည်းသိထားရပြီးတခြားနေရာတွေမှာလည်းတစ်မျိုးလုံးနှိပါပျက်စီးမှုတွေရှိထားသလိုအခုအချိန်တွေကကယ်ဆယ်ရေးကိုနိုင်တဲ့လောက်လေးတာလုံနေရတဲ့အခြေအနေဖြစ်နေပြီး တမျိုးလုံးအတိုင်းတာနဲ့ကေဇယ်ရေးကိုမစနိုင်မဲကေဇယ်ရေးလုံးမဲ့ဒစိမ့်တစ်ပိုင်းဖြစ်တယ်မိသက်ဌာနတစ်ခုလုံးမှာကားတွေပါမကြံပြိုကျပျက်စီးနေတဲ့အတွက်တချို့နေရာတွေမှာအပျက်စီးတွေကိုဒီအတိုင်းထိုင်ကြည့်နေရတဲ့ပုံစံသာဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဆက်တည်းမှာပဲ စကိုင်းတိုင်းမှာပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုကြောင့်စကိုင်းတဒါအဟောင်းပြိုကျသွားပြီးတဲ့နောက်စကိုင်းတဒါအစ်စ်မှာပါ꽌အပ်ပြီးချင်းကလက်တွေပျက်စီးနေတဲ့အတွက်ရက်အကန့်အသတ်မရှိတဒါပိတ်ထားရပြီးပြည်သူတွေကတော့ဇက်ရင်ရင်တွေနဲ့ကူတန်းနေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ဒီကနေ့မတ်လ29ရက်နေ့မနက်ပိုင်းမှာပဲစကိုင်းဘက်ကနေမန္တလေးဘက်ကိုကူတန်းသွားခြင်းနဲ့ပြည်သူတွေဟာတဒါအစ်စ်ပါပျက်စီးမှုတွေကြောင့်ပိတ်ထားတဲ့အတွက်ဇက်ရင်ရင်တွေနဲ့တာ ARMIC ကိုဖျက်ပြီးသွားလာနေရတယ်လို့ လောလောဆယ်မှာတော့ကုံစီကူးတန်းသွာလာရေးတွေရက်တက်နေတယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုပြင်းထန်တဲ့ငလင်ဒန်ကြောင့်စကိုင်းတရာဟောင်းငါတော့လုံးဝကြိုးကျသွားပြီဖြစ်တဲ့အတွက်သုံးလို့မရတော့ဘူး။စကိုင်းတရာအစ်ဟာလည်းငလင်ဒန်ကြောင့်ကွက်အပီချင်းကလန့်တွေပျက်စီးနေတဲ့အတွက်တရာအချင်းကြီးကရန်တန်းတိုင်းအနေထားမျိုးရောက်သွားတာကြောင့်ပြန်ပြီးပြင်ဆင်ဖို့လုပ်ငန်းစဉ်တွေတင်လက်ရှိအခြေအနေကလနဲ့ချီပြီးဂျာနိုင်တဲ့အနေအထားမှာရှိနေတယ်လို့လည်းစကိုင်းမြို့ကန်ပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။တစ်ဆက်ထဲမှာပဲ မြန်မာနိုင်ငံတော်ပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုရဲ့နောက်ဆက်တွဲအနေနဲ့ရန်ကုန်မြို့မှာရေတင်ဖို့အတွက်တရက်ကို၄နာရီသာလျှက်စစ်မီပေးနိုင်တော့မယ်ဆိုပြီးစစ်ကောင်စီရဲ့ရန်ကုန်လျှက်စစ်ဓာအားပေးရေးကော်ပိုရေးရှင်း YESC ကဒီကနေ့မတ်လ29ရက်နေ့မှာပဲထုတ်ပြန်ကြေညာလာပြန်ပါတယ်။အဲ့ဒီကြေညာချက်ထဲမှာတော့ယမန်နေ့ကလုတ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ဓာအားပေးစယုံ ခွဲယုံနဲ့ဓာအားလိုင်းတချို့ပျက်စီးသွားတဲ့အတွက်ရန်ကုန်တိုင်းကဓာအားပေးစယုံတွေကိုဓာအားဖြန့်ဖြူးဖို့ပြုပြင်မှုတွေလုပ်နေတယ်ဆိုပြီးပြောထားပါတယ်။ အဲ့ဒီတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့မြို့နယ်တွေကိုဒီကနေ့မတ်လ29ရက်နေ့ကစပြီးအောက်စု6ခုခွဲပြီးတော့တအုပ်စုကို၄နာရီနှုံးတာလျှက်စစ်ပြီးပေးနိုင်တော့မှာဖြစ်တယ်လို့အဲ့ဒီလိုပေးတာဟာလေရေတင်နိုင်မှုအတွက်တာဖြစ်တယ်ဆိုပြီးစစ်ကောင်စီရဲ့ရန်ကုန်လျှက်စစ်တအားပေး Corporation YESC ကဒီကနေ့မတ်လ29ရက်နေ့မှာပဲထုတ်ပြန်ကြေညာထားပြန်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ